Delta Force ဆိုတဲ့နာမည်ကိုကြားလိုက်ရင်2003ခုနှစ်ကထွက်ခဲ့တဲ့ Delta Force Black Hawk Down ဆိုတဲ့ P2 game ကိုတချို့မှတ်မိရင်မှတ်မိကြပါလိမ့်မယ်။ Delta Force game တွေကသူခေတ်သူခါအတွက်တော့ solo အဆင်ပြေတယ်လို့ပြောလို့ရတဲ့ game တွေဖြစ်ခဲ့ပြီးတော့ Battlefield လိုမျိုး military shooter fan တွေအကြိုက် game series တခုပေါ့။2009ခုနှစ်မှာနောက်ဆုံးထွက်ထားခဲ့တဲ့ Delta Force Extreme 2ဆိုတဲ့ game ကတော့ review တွေမကောင်းခဲ့ပါဘူး။ IGN လိုမျိုး Concord ကို7ပေးခဲ့တဲ့ကုမ္ပဏီကတောင်မှ4.8ပဲပေးရတာဆိုတော့ ါပေမဲ့2024မှာတော့ Tencent က Delta Force Franchise ကိုပြန်လည်노ထလာအောင်လုပ်ခဲ့ပြီးတော့ PC ပေါ်မှာဂိမ်းအသစ်ထုတ်ခဲ့ပါတယ်2025ခုနှစ်မှာတော့အဲ့ဒီဂိမ်းအသစ်က Mobile Player တွေရဲ့ဖန်သားပြင်ပေါ်ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ် Boom Delta Force Mobile ကိုကျွန်တော်စဆော့ဆော့ခြင်းသတိထားမိတာကတော့သူ့ရဲ့ sound design ပါပဲ။အရင်စော်ဘူးခဲ့တဲ့ mobile shooter တွေတော်များများနဲ့ရှင်ကြည့်လိုက်ရင်အသံပိုင်းဆိုင်ရာကတိတိတသားကြီးကိုပိုကောင်းနေတာပါ။အထူးသဖြင့် headphones တစ်ခုနဲ့ဆော့မယ်ဆိုရင်ပေါ့။နောက်ထပ်ကောင်းတဲ့အချက်တွေကိုပြောပါဆိုရင်တော့ graphics, animation နဲ့ gameplay ပိုင်းတွေပါပဲ။ character တွေရဲ့ပြေးတဲ့ animation တွေ၊တနက်တွေရဲ့ reload လုပ်ပုံတွေ vehicle တွေရဲ့ animation တွေက mobile version ဖြစ်တဲ့အတွက် short ချထားပေမဲ့ကြည့်လို့တော်တော်လေးကိုကောင်းတာပါပြီးတော့ဒီ game က water graphic ကလည်း console quality media လို့တောင်ပြောနိုင်ပါတယ်ဒီလိုအရေးသွေးကောင်းမွန်တာကတိတ်တော့မထူးဆန်းပါဘူး unreal engine နဲ့လုပ်ထားတဲ့ game ဖြစ်ပြီးတော့နာမည်ကြီးတဲ့ team studios က develop ထားတာဆိုတော့နောက်ထပ်အရင်မိုက်တဲ့အချက်ကတော့ဒီ game ရဲ့ default mode လို့ပြောနိုင်တဲ့ warfare mode ကြီးပါတစ်စင်းမှာ24ရောက်စီနဲ့ကျုံးရပြီးတော့ ကားတွေလေယာဉ်တွေပါပါတဲ့အတွက်တော်တော်ကိုပြောဖို့ကောင်းပါတယ်အစပိုင်းမှာတော့ဘော့တွေနဲ့ပဲရှင်သစ်ရတဲ့အတွက်လေဗယ်လို့ထင်ရပေမဲ့လေဗယ်တက်လာရတဲ့အမျှတကယ်ပလေယာတွေနဲ့ပါကျုံရတဲ့အခါတကယ်ကိုပျော်ပျော်ကြီးတက်ရခက်ရတဲ့ပုံပဲဖြစ်ပါတယ်ပြီးတော့ attack and defense ဆိုတာရယ် king of the hill ဆိုတာရယ်အမျိုးထက်ခွဲထားသလိုနောက်လာမဲ့ trenches ဆိုတဲ့မုတ်လည်းရှိပါသေးတယ်။အဲဒီတော့ warfare mode တမျိုးတည်းဆော့မယ်ဆိုရင်တော့တော်တော်နဲ့ဤသွားမှာတော့မဟုတ်ပါဘူး။ map တွေကလည်းများနေဆိုတော့ Delta Force ထဲမှာ Assault ဆိုတဲ့နာမည်အတိုင်းပဲ damage ပေးလို့အကောင်းဆုံး Battle ထဲမှာ movement speed နဲ့ aim down sight speed အမြန်ဆုံး class support ဆိုတဲ့ knock ထားတဲ့ကို teammate တွေကိုမြန်မြန်ပြန်ကယ်လို့ရကိုရောတခြားကိုတင်ကလူတွေကိုပါချီဖြည့်ပေးလို့ရတဲ့ပုံတွေကိုချပေးလို့ရတဲ့ class engineer ဆိုတဲ့ဝါယာနဲ့ကာထားတဲ့ခြံစည်းတွေကိုဖြတ်လို့ရကိုအသင်းကယင်တွေကိုပြန်ပြင်ပေးလို့ရတခြားအသင်းကယူနစ်ကို RPG နဲ့ထုတ်ခွဲလို့ရတဲ့ class နဲ့ recon ဆိုတဲ့ sniper ကြီးရန်ကင်ပြီးတော့ရှော့ဖြစ်ပြီးတေးရတဲ့ class နေဝန်ထဲက response beacon တွေတုံးလို့ရ radio တွေကိုတုံးပြီးတော့ပတ်မှရှိတဲ့ enemy တွေကိုကြည့်လို့ရတဲ့ class ဆိုပြီးတော့၄မျိုးရှိပြီးတော့ class တစ်ခုချင်းစီတိုင်းမှာလဲ operator တွေထပ်ခွဲထားတာဖြစ်ပြီးတော့တယောက်ချင်းစီတိုင်းရဲ့ trait တွေ tactical gear တွေ gadget တွေကမတူကြပါဘူးဥပမာ recon ထဲမှာပဲ luna stone မှာက valorant ထဲက server လို enemy တွေကိုမြင်ရတယ်များ ဟက်ကလောမာကအနည်းဆုံးက enemy signal ၃ခုကိုရှာပေးတဲ့ signal decoder နဲ့ပေါ့ trade တွေမှာဆိုရင်လဲလူနာမာကသူ့ပစ်ထားတဲ့ enemy တွေကိုခဏနေရန်တော့မှာပါမြင်ရနေတာဟက်ကလောမာကြတော့လမ်းလျှောက် crash လုတ်ပြီးသွားတဲ့အခါပုံမြန်သွားတာအတန်ပိုတိုးသွားတာပြီပေါ့အဆရှိသလိုပဲ operator တွေတယောက်နဲ့တယောက်ကထူးခြားရလို့ရှိပြီးတော့အသုံးဝင်ပုံလေးတွေကလည်းမတူတဲ့အတွက်အကုန်လုံးကိုဆရာကြကြဆုပ်ဖို့ကတော့အချိန်ပေးရမှာပေါ့ operator တွေကိုလည်း level တက်လာတဲ့အမျှ free ပွင့်လာမှဖြစ်တဲ့အတွက်ပတ်စံပေးပြီးဝယ်ရမှာမျိုးစိတ်ပူစရာမလိုပါဘူး ပတ်စံနဲ့ဝယ်လို့ရတာက skin တွေ cosmetic တွေနဲ့ level ပိုတာပြန်စီတဲ့ XP booster တွေပဲရှိပါတယ်။နောက်ထပ်မိုက်တဲ့အချက်ကတော့သဏ္ဍာန် customization တွေပါ။ကိုယ့်ရဲ့အကြိုက်ဆုံးသဏ္ဍာန်ကိုကိုယ်စိတ်ကြိုက် modify လုပ်လို့ရတာကအတော်ကိုရတာရှိပါတယ်။ပြီးတော့စောစောကကျွန်တော်ပြောခဲ့တဲ့အတိုင်းသဏ္ဍာန်တွေရဲ့အတန်တွေ animation တွေနဲ့ရုပ်ထွက်တွေကလည်းတော်တော် realistic ဖြစ်တဲ့အတွက်ကျွန်တော်လိုမျိုးငယ်ငယ်တုန်းကဘယ်လိုသဏ္ဍာန်တွေဝါသနာပါခဲ့တဲ့သူတွေဆိုရင်တော့ဒီ game ကတင့်ကိုအသာဖြည့်ပေးမှာပါ။ တကားကောင်းတဲ့အချက်တွေကိုပြပြပြီးဆိုတော့ကျွန်တော် personally အရင်ကြီးမကြိုက်ပေမဲ့အဆင်ပြေတယ်လို့ပြောလို့ရတဲ့အချက်တွေကိုပြပြခြင်းပါတယ်ပထမအဦးဆုံးအချက်ကတော့ operation mode ပါ arena breakout ပုံစံလို extraction shooter mode ပေါ့ဒီ mode ကိုသူတို့ထည့်ထားတာက warfare mode ပြင်လာရင် software လောက်ပဲလို့ထင်ပါတယ်မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးအရင်ထူးခြားနေတာမျိုးတော့မရှိလို့ပါ level တွေတက်လာတဲ့အမျှမြေပုံအစ်စ်တွေလောက်ရမဲ့ mission တွေပြောင်းသွားပေမဲ့တခြား extraction shooter တွေဥပမာ arena breakout ကိုဆော့နေတယ်ဆိုရင် Delta Force ကိုပြောင်းဆော့မလားလို့မေးလိုက်ရင် yes လို့ချက်ချင်းပြန်လာအောင်ထူးခြားတဲ့အချက်မျိုးတော့မပါပါဘူး Mantel Brick ဆိုတဲ့သွားကောက်ပြေးပြီးတော့ decode ပြီးတော့ပြန် extract ရင် skin အကောင်းစားကြီးတွေရနိုင်တဲ့ item ပါတာကတော့နည်းနည်းထူးခြားလို့ပြောနိုင်ပေမဲ့လည်းရဖို့ကတော့မလွယ်ပါဘူးကိုနဲ့အတူတူတကယ် try hard မဲ့တကယ်ဆော့တဲ့တကယ်ချင်းနှစ်ယောက်လိုလဲဆိုတော့နောက်ထပ်လက်ခံပေးရမယ့်အချက်ကတော့ skin တွေကို loot box ပုံစံမျိုးတွေနဲ့ရောင်းတာပါကျွန်တော်မြင်မှာတော့ skin တွေကို Valorant လိုမျိုးတိုက်ရိုက်ရောင်းပေးတာကအကောင်းဆုံးဖြစ်တယ်လို့ထင်ပါတယ် Battle Pass ရေကျနာတွေကတော့အဆင်ပြေပါတယ်ဂိမ်းကိုတကယ်ကြိုင် support လုပ်ပေးတင်တာပေါ့ free to play game ဆိုတော့လေ ယ်နောက်တစ်ချက်ကတော့ Black Hawk Down ဆိုတဲ့ Story Co-op Mode ကလောလောဆယ် Web Version မှာမရသေးပါဘူး PC မှာကျွန်တော် Co-op Mode ကို Solo ဆော့ကြည့်တာကတော့ PvE Mode ဆိုပေမဲ့တော်လေးကိုခတ်ပါတယ်တခါတရံနဲ့မရှင်းသေးသွားတဲ့အတွက်ပါဒါပေမဲ့ Graphic ပိုင်းကတော့တခြား Mode တစ်သိသာကိုပိုကောင်းပါတယ်မသိရင်ဒေါ်လာ80ပေးဝယ်ရတဲ့ Call of Duty Game လို့ပါပဲ Mobile မှာလည်းအဲ့ဒီလိုပဲ Graphic တိတိတသာပိုလောက်အောင်လုပ်ဝေးဖို့မျှော်လင့်ပါတယ်ကဲဒါလောက်ဆိုရင်တော့ Data Force Mobile က Software နဲ့ Game တခုလိုပြောနိုင်ပြီလို့ထင်ပါတယ်ဒါပေမဲ့ Game တိုင်းက Perfect ဖြစ်နေရတာမဟုတ်တဲ့အတွက် ျွန်တော်မကြိုက်တဲ့မကောင်းဘူးထင်တဲ့အချက်လေးတွေလည်းနည်းနည်းတော့ပြောပြပါစီအဲ့ဒါကတော့ performance နဲ့ audio clarity ပါစည်းကြီးပြည့်ဝရတဲ့ဖုန်းကြီးတွေမှာဆိုရင်တော့ performance ကကောင်းပြီးတော့ gain ကကြီးလို့ကောင်းလာပေမဲ့ mid range နဲ့ low end device တွေတက်တော့နည်းနည်းပိုကောင်းအောင်လုပ်လို့ရသေးတယ်လို့ထင်ပါတယ်။ဖုန်းတစ်လုံးနဲ့တစ်လုံးမတူတာမှန်ပေမဲ့ကျွန်တော် experience လေးကို share ပေးခြင်းလို့ပါ။ Snapdragon 8 Gen 1ပါတဲ့ Redmi K50 gaming မှာတော့ တပွဲဆော့ပြီးတာနဲ့မိဘူပါတက်လို့ရလောက်တဲ့ထိပူသွားတာပါ iOS မှာတော့နည်းနည်းလေးကြာကြာဆော့မှ hit တလာတာကိုသတိထားမိပါတယ်နောက်တစ်ချက်ကတော့ warfare mode မှာတန်ပိုင်းဆိုင်ရာကကောင်းတယ်ဆိုပေမဲ့လည်းတခါတလေကြာရင်ကိုယ့်အနာမှာရှိတဲ့ enemy ကိုမကြားလိုက်တဲ့အခြေမျိုးတွေရှိပါတယ် warfare ကတေပျော်တဲ့ mode တခါတလေဘယ်အချိန်ကနေဘယ်လိုပြတ်သွားလဲတော့မသိရတဲ့ mode မျိုးဆိုတော့တိတ်တော့အရင်မကြည့်လာပါဘူးဒီကောင်ကျော်ပြောရမယ်ဆိုရင်တော့ဒီကဲဆော့ရတာတန်ပါတယ်အထူးသဖြင့် warfare mode လိုမျိုးတိုက်ပွဲကြီးကြီးတွေကိုမိုဘိုင်းပေါ်မှာပါဝင်ဆင်လို့ရတဲ့ feeling ကြီးကရှယ်ပါပဲ ပြီးတော့ performance ပိုင်းမှာလည်းထွက်ထွက်ချင်းမှာ Call of Duty Warzone Mobile လိုမျိုး game နဲ့ချင်ကြီးလိုက်ရအများကြီးတာပါတယ်။သူကတော့ Battle Royale game ဖြစ်တဲ့အတွက်ပိုစားရလို့ပြောနိုင်ပေမဲ့လည်း Activision တို့ဒေါ်လာဘီလီယံကြီးချမ်းသာတဲ့ကုမ္ပဏီကြီးတစ်ခုတည်းကတော့စင်ကြီးမပေးသင့်ဘူးပေါ့။ဒါကြောင့်လဲ Warzone clone ဖြစ်တဲ့ Blast Strike ကသူ့ကိုကြောက်တက်သွားတာနေမှာပါ။ကဲထားပါတော့ video က Delta Force အကြောင်းဆိုတော့ Mobile FPS gamer အများစုအတွက်တော့ Delta Force Mobile က download ပြီးတော့ဆွဲကြည့်ရတာတန်တယ်လို့ထင်ပါတယ်။ အားလုံးအဆုံးထိကြည့်ပါကြလို့ကျေးဇူးပါဗီဒီယိုလေးကိုကြိုက်လိုက်လုပ်ပေးခဲ့ကြပြီးတော့ဒါမျိုး content တွေကြိုက်တယ်ဆိုရင် subscribe လုပ်သွားကြပါဦးနော်နောက်ဗီဒီယိုမှာတွေ့ကြရပါဦး